အော်တိုဘား21ရက်နေ့ကဆွစ်ဇာလန်နိုင်ငံဂျနီဗာမှာကျင်းပတဲ့နိုင်ငံတကာလွှတ်တော်များတမက IPU ရဲ့151ကြိမ်မြောက်အစည်းအဝေးပွဲမှာထိုင်းနိုင်ငံပြည်သူ့ပါတီကိုစားပြုလွှတ်တော်အမတ်ရန်စီမန်ရုံကထိုင်းနိုင်ငံဟာကြားဖြတ်တဲ့မူရစ်ဆေးဝါးအနေရီကြီးမားစွာကြာရောက်နေတဲ့အတွက်နိုင်ငံတကာကပူးပေါင်းပြီးကြားဖြတ်နေတဲ့လုပ်ငန်းစဉ်တွေကိုအမြန်ဖော်ဆောင်မှုအဆိုပြုခဲ့ရမှာထောက်ခံမဲ့၃ပုံပုံ၂ပုံကျော်ရရှိခဲ့ပါတယ် အာရှအာဖရိကလက်တင်အမေရိကနဲ့ဥရောပနိုင်ငံတွေက ခုလိုမိမိတို့တင်ပြတဲ့အရေးပေါ်အခြေအနေကို ထောက်ခံခဲ့ကြတဲ့အတွက်ကျေးဇူးတင်ကြောင်းသူကပြောခဲ့ပါတယ်။လက်တင်အမေရိကနဲ့ဥရောပနိုင်ငံတွေကနေထိုင်းနိုင်ငံအတွင်းကိုမှုရေးဆွေးဝါးအနေနဲ့ကြားဖြန့်ကွန်ရက်တွေနဲ့အတူနှင်းဆက်ဖြတ်ကျော်ရာဇဝတ်ကိုင်းတွေရဲ့ချင်းချောက်မှုခံနေရတာကိုပူပေါင်းတိုက်ဖြတ်သွားရင်ထောက်ခံခဲ့ခြင်းဟာတမိုင်းတွင်သွားပြီလို့ ရန်စီမန်ရုံးကသူ့ရဲ့လူမှုကွန်ရက်မှာရေးတင်ခဲ့ပါတယ်။တိုက်ကြီးတုံးတိုက်ကကြားဖြန့်အခင်းချင်းတွေဟာမတူညီတဲ့အတွက်ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်ကိုမူပေါင်းတစ်ခုတည်းနဲ့သွားလို့မရနိုင်တာကြောင့်တညာလုံးနေပါဘလို့ပူးပေါင်းတိုက်ဖြတ်ရမယ်ဆိုတာကိုဆက်လက်ဆွေးနွေးခဲ့ကြအပြီးမှာ လိုအပ်တယ်မဲ900အတွက်800အထိရခဲ့တာလို့လေသူက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။